ဂါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ဒီပိုင်းဆောင်မတော်လေဝင်တဲ့ကြီးလိန်ကမင်းရဲရှိမှာတိုင်းပြည်သားရှင်ပြိုင်ခွင့်ရသွားတာကြောင့်သူတို့ညောင်ကတိုင်းပြိုင်မှုပြင်ဆင်နေကြပါတယ်။ကြီးလိန်ကတော့တကယ်လို့ခွင့်ရနဲ့လေဝင်ကိုတိုင်းပြီးတော့တပစ်မယ်လို့ပြောပါတယ်။အဲဒါမှတော့သူတို့ညောင်ရှင်ပြိုင်ပွဲကစတင်ခဲ့ပါပြီ။ပြီးတော့သူတို့ညောင်ပြိုင်ပြိုင်နဲ့ဂျန်စီတိုင်းရှေ့ကိုတိုးတက်သွားပါတယ်။သူတို့နဲ့ဂျန်စီတိုင်းနန်းတွင်ကွယ်တော်တပ်တွေဘက်ကိုမြောက်လှည့်သွားတဲ့ကြီးလိန်ကိုလေဝင်ကလမ်းကတားထားတာကြောင့်ကြီးလိန်နဲ့လေဝင်နဲ့ဆက်ပြီးတော့တိုက်ခိုက်နေရပါတယ်။အားလုံးကြီးလိန်နဲ့လေဝင်ကိုတိုက်ခိုက်နေတဲ့ကာရိုးမေးလိုက်ပါတယ်။လေဝင်ကတော့သူတွေးပြောင်းသွားပြီလို့ပြောလိုက်တာကြောင့်ကြီးလိန်ကတော့လေဝင်ကို တုံသိုံသာချပြီးတော့မင်းကြီးစီကိုသွားပါလေအားလုံးတိုင်းမင်းသားရှင်၄ယောက်နဲ့တူကွယ်တော်တက်ဟာမင်းကြီးကိုကာကွယ်ပေးနေပါလေကြည်လင်တော့တိုင်းမင်းသားရှင်၄ယောက်ကိုပါတိုက်ခိုက်နေရကြောင်းလင်းကပြန်ဆွဲပြီးတော့ကြည်လင်ကိုဆက်တားထားပါလေအဲဒီချိန်မှာပဲရှောင်းရှေကပေါ်ထွက်လာပြီးတော့မင်းကြီးကိုတန်းတန်းမတ်မတ်လာနေခဲ့တာပါဒုံနဲ့ရှောင်းရှေတို့ထိမှန်မထားပဲကြံတောင်းကပုံနေနေကနေထွက်ပေါ်လာပါတော့လေအားလုံးကြံတောင်းနဲ့ရှောင်းရှေကြည်လင်နဲ့လူရင်တို့တိုက်ခိုက်နေကြတော့ရှောင်းဝမ်ကတော့လုံရှားဖို့အတွက်ချိန်ဆနေပါလေကြည်လင်နဲ့လူရင်ကတော့တိုင်းမင်းသားလက်ရတူနေကြအောင်ချိန်ကြလာနိုင်မြထိခိုက်ဒဏ်ရာရလာကြပါလေ အဲ့ဒီမှာပဲရှောင်းဝမ်းကသူ့ဓာတ်တိုင်းဘင်းကြီးကိုတိုက်ခိုက်ဖို့စတင်ကြိုးစားပါတော့တယ်။ရှောင်းဝမ်းသူ့ရဲ့ဓာတ်တိုင်းမိနာတဲ့သတိလက်လို့ဖြစ်နေကွန်တော်တက်တွေကိုတိုက်ခိုက်နိုင်ခဲ့မယ်။အိုက်ယူရှိနေအောင်တော့မေ့နေခဲ့ပါလေ။အိုက်ယူကလည်းမင်းကြီးစီကိုဓာတ်ရောက်မလာခင်မှာရှောင်းဝမ်းကိုပြန်ခုခံပြီးတော့တိုက်ခိုက်ပါတော့တယ်။အဲ့လိုနဲ့ရှောင်းရှင်းနဲ့ကြံကြောင်းကြိလိန်နဲ့လင်းရင်းရှောင်းဝမ်းနဲ့အိုက်ယူတို့အကျိတ်နဲ့ကြုံနေတိုင်းနဲ့ကျန်တဲ့တပ်သားတွေကတော့သူတို့တိုင်းမိနာကိုလန့်နေကြပါလေ။အိုက်ယူကတော့သူရဲ့ကောင်းလေးအိုက်ယူဆိုရဲဂုံပုံတိုင်းပဲရန်သူချီတန်ဖြစ်တဲ့ရှောင်းဝမ်းကိုဓာတ်နဲ့ထိုးသတ်လိုက်ပါလေ။ ဒါမှမဟုတ်ရှောင်းရှာကိုဖြစ်သူတေဆုံးသွားတော့ဗျာများပြီးတော့ကြံချောင်းကိုဘိုက်ကွန်ထောင်းချောင်းနောက်တစ်ချိန်ထပ်ပြီးတော့သုံးပါလေဒါမှဒီခေါက်မှာတော့မရတော့ပါဘူးကြံချောင်းရှင်မြိုင်ကွင်းနဲ့ဓာလန်တွေသုံးပြီးတော့ဘိုက်ကွန်ရှောင်းစီစီတဖန်ပြန်ပို့ပေးလိုက်ပါလေအဲတော့ရှောင်းရှာကဘိုက်ကွန်နဲ့ချုံထောင်ပြီးပြီးတော့ကိုဘော်ဓာဆိုင်ကတေဆုံးသွားပါတော့လေဒါတော့လင်းရင်နဲ့ကြည်လိမ်မဲ့ကြံပြီးတော့ကြည်လိမ်ကတော့လင်းရင်ဟာအနည်း20ကိစ္စယူပြက်စီအောင်လှုပ်လိုက်တာပဲလို့ပြောလိုက်ပါလေအဲတော့မှတော့ကြည်လိမ်ကသူ့ဓာနဲ့လင်းရင်လန်ကိုထပ်ပိုင်းဖြတ်လိုက်ပြီးသူ့ဓာရဲ့လူဝက်ပလဲနဲ့လူလင်းရင်ကိုကိုလက်နဲ့ကိုပြန်တေအောင်လှုပ်လိုက်ပါလေ အဲ့တော့လည်းကြီးလင်ဟာသူတို့နှစ်ယောက်စုံအနိုင်ရှုံးမပေါ်ပဲတေးစီရမယ်လို့လင်းဝင်းကိုပြောနေပါတော့တယ်အဲ့နမှာတော့ကြီးလင်ဟာလဲကြသွားပြီးတော့လင်းဝင်းကတော့သတိရှိနေပါသေးတယ်အဲ့ဒါကြောင့်စေသူကြီးတီနဲ့ကြံကြောင်းလင်းဝင်းကိုထူပေးနေသတိကခိုင်းနေပါတယ်လင်းကတော့သူတခုမဖြစ်ခင်မှာအဖြစ်မှန်ဝန်ခံပြီးသွားပါတယ်လင်းဝင်းကရဲဆန်းချီတာမင်းသားကြီးရဲလူကြုံဆန်းဖြစ်ပြီးတော့အားလုံးကသူ့ရဲ့အကြံစီတွေပဲလို့ပြောပြလိုက်တာပါပြီးတော့ရှောင်းဝမ်းနဲ့သူညီရှောင်းရှေ့ဟာခြေတန်းလူမျိုးတွေဖြစ်ပြီးတော့သူနဲ့ကြီးလင်ကလည်းခြေတန်းတွေပါပဲလို့လေဝင်ကရှင်းပြသွားခဲ့ပါတော့တယ် ကျန်ကြောင်းတဲ့စစ်သူကြီးဒီကတော့လေဝင်ကခြေတံတွေနဲ့မတူပဲအစင့်တဲ့တိုင်းမညာရှင်ပါပဲလို့ပြောလိုက်ပါတယ်။အားကြောင့်စစ်သူကြီးဒီကတော့လေဝင်ဟာမင်းကြီးကိုကဲတင်ဖို့ကိုကိုကိုစတဲ့ပြစ်လိုက်တဲ့တားဆုံအစင့်တဲ့တိုင်းမညာရှင်ပဲလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့လေဝင်ဟာမျက်ရည်တွေကျနေနေပဲတီထင်းကိုအမှားစကားပါခိုင်းခဲ့ပါတယ်။လေဝင်ကသူဟာသူ့လှန်နဲ့သူတေးရတာပါလို့တီထင်းကိုပြောခိုင်းလိုက်ပြီးတေးဆုံးသွားခဲ့တော့တာပါ။အဲနောက်မှာတော့ရေဆန်းကိုခိုင်ဖုံးတော့မှာပေါင်လူကြီးမင်းကိုယ်တိုင်ဆစ်ဆေးခဲ့ပါတယ်။ပေါင်လူကြီးမင်းလည်းရေဆန်းကိုကိုပြစ်ကိုတိလားလို့မေးပါတယ်။ ရဲဆန်းတော့သူ့မှာအပြည့်ရှိမရှိကပေါလုံကြီးမင်းစစ်ဆေးရမှာမဟုတ်ဘူးထင်တယ်လို့ပြောလိုက်ပါတယ်ပေါလုံကြီးမင်းကတော့အမိန်တော်ရစစ်ဆေးတာဘာတောင်စစ်ဆေးခွင့်မရှိရမှာလေလို့ပြန်ပေးလိုက်ပါတယ်ဒါပေမဲ့ရဲဆန်းတော့ပေါလုံကြီးမင်းကသူ့ကိုသာဖမ်းထားပြီးဘာဖြစ်နေဆွဲချက်တင်ရမလဲတော့မသိဘူးမလားလို့ပြောနေပါတယ်ပေါလုံကြီးမင်းလည်းရဲဆန်းချင်းဖုံးကိုသွေးလို့လုံဆော်ပြီးမြောင်ပိုင်းနေသားဆောင်စစ်သူကြီးရွံကျဲကိုရန်သူနဲ့ပူးပေါင်းနေရဆိုပြီးတော့ကြောက်ချခဲ့တောင်းကိုပြောပြလိုက်ပါတယ်ပြီးတော့ခြေတန်းတရှိုးနဲ့ပူးပေါင်းပြီးတော့ပေါလုံကြီးမင်းကိုလှုပ်ချန်တာမအောင်မြင်တဲ့အတွက်ချင်းဖုံးကိုနှုတ်ပိတ်တတ်ခဲ့တောင်းကိုရှင်းပြလိုက်ပါတယ် ဒါပြင်တိုင်းမင်းသားရဲ့ဆောင်းပွဲကြီးမှာလည်းရေဆန်းချီတန်းသရှိုးတွေကိုတားဆုံအမှုတန်းဖြစ်တဲ့ရောင်ဆောင်စီခဲ့ပြီးတော့တားဆုံရောင်ဆောင်တဲ့ချီတန်းတိုင်းလက်ဝေးစီနေတဲ့ပါထပ်ပြီးတော့ပူပေါင်းခဲ့ကြောင်းပေါင်လူချင်းမင်းကထောက်ပြလိုက်ပါတယ်။ပေါင်လူချင်းမင်းကတော့ရေဆန်းဒီလိုလောက်တာစစ်တပ်တွေဝင်ပြီးနောက်တစ်ချိန်တိုက်ပွဲအတွက်အတွင်းရန်သူဖြစ်စီလိုပဲလို့ပြောလိုက်ပါတယ်။အဲကြောင့်ပေါင်လူချင်းမင်းကသူရေဆန်းကိုစစ်ဆေးမှရန်သူနဲ့ပူပေါင်းပြီးတော့တိုင်းပြည်ကိုတစ်ဆာပေါက်တဲ့အပြစ်ပဲလို့ပြောပါတယ်။ဒါမှရေဆန်းတော့ဝင်မခံပဲနဲ့ချီတန်းသရှိုးအသွင်ယူထားတဲ့တိုင်းလက်ဝေးစီတွေကဘာလဲလို့မေးလိုက်ပါတယ်။ ရဲစမ်းပေါင်လူကြီးမင်းရဲ့တပ်တွေမရှိတဲ့စွဲချက်ကိုဘသူကလက်ခံပါလဲလို့ပြောလိုက်ပါတယ်။အားလုံးပေါင်လူကြီးမင်းလည်းရဲစမ်းဆောင်ပွဲဆောင်ကိုဆေးလွတ်ထားတဲ့စစ်မဲ့ရေးရာဆရာဆောင်ရှိကခြေတန်းတရှိုးပဲလို့ပြောလိုက်ပြီးရဲစမ်းအတွင်းလူစစ်မဲ့ရေးရာလက်ထောက်ဝန်ရှောင်းဝမ်းညီပဲလို့ပြောပြလိုက်ပါတယ်။ပြီးတော့သူတို့ရာရဲစမ်းဖမ်းခံပြီးတဲ့နောက်မှာလင်းရင်ကြည်လင်တို့နဲ့ပူးပေါင်းပြီးတော့မင်းကြီးကယာရုပေးသနာတဲ့ချိန်မှာပဲလုံခြံမှုကြံစီခဲ့တာကြောင့်ပေါင်လူကြီးမင်းကပြောပြလိုက်ပါတယ်။ဒါမဲ့အခုတော့သူတို့အားလုံးကကြာဆုံးပြီးတော့တေဆုံးသွားတာပြီလို့ရဲစမ်းကိုပြောလိုက်တာပါ။ ဒါတော့ပေါင်းလူကြီးမင်းလဲလေးရင်မသေးခင်မှာရေဆန်းအတိအမှန်ဖော်ထုတ်ပြီးတော့အကျန်းစီတို့ပါပြောပြခဲ့တာကြောင့်ရေဆန်းလောရက်တွေနဲ့ရှင်လိုက်ရင်အကုန်လုံးကပေါ်လာတော့မှာပဲလို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့ရေဆန်းတော့အယူတျောက်လို့ကျဲလောင်သွားအိုဟိရီမောနေသေးပါ။ပြီးတော့ရေဆန်းကပေါင်းလူကြီးမင်းကတကယ်ကိုအမှုတိုင်းထိုးထွင်းသိမြင်နိုင်ပေမဲ့သူ့ကိုတော့ဘာမှမလုပ်နိုင်ပါဘူးလို့ပြောလိုက်ပါတယ်။ရေဆန်းတော့သူဟာဂျီတန်မင်းသားကြီးလဲပြီးကြုံရှမ်းပဲဖြစ်ပြီးတော့ဂျီတန်ကတားဆုံတိုင်းပြီနဲ့စစ်မှန်မရှိတော့ရှင်းပြလိုက်ပါတယ်။အဲဒါကြောင့်ရေဆန်းကိုဂျီတန်ပြန်ပို့ငါလွဲပြီးတော့တားဆုံကစိတ်ကြိုက်အပြစ်မပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်။ ဒီလိုမှသာမဟုတ်ရင်တော့ခြိတန်းမင်းမျိုးမင်းနွယ်ကိုတေတံပေးလို့စစ်ဖြစ်ရလိမ့်မယ်လို့ရဲစမ်းကပြောလိုက်တာပါအားကြောင့်တောင်ဝင်အလုံးကတားဆုပ်တိုင်းပြည်ပေါ်ကြောက်လာမှာမလို့တောင်ဝင်ယူနိုင်ပါလားလို့ပေါင်လူကြီးမင်းကိုမေးလိုက်ပါတော့တယ်ဒါပေမဲ့ပေါင်လူကြီးမင်းကတော့တို့တိုင်းပြည်ရဲ့စစ်မဲ့ကြီးကလက်ထောက်ဝန်ရဲစမ်းဖြစ်တာကြောင့်ခြိတန်းမင်းသားကြီးဆိုတာမရှိဘူးလို့ပြန်ပြောလိုက်ပါတယ်ဒါကြောင့်ပေါင်လူကြီးမင်းကနန်းတွင်အခက်တဲ့အစ်သုံးရာရှိရဲစမ်းဟာစစ်မဲ့ကြီးကလက်ထောက်ဝန်နေတဲ့တောင်ဝင်ထမ်းဆောင်ခဲ့ရင်တိုင်းတစ်ပါးနဲ့ဘူးပေါင်းပြီးတော့ရွံကျဲကိုအရင်ကြောက်ချခဲ့တာကြောင့်ခြိတန်းတို့ရှောင်းဝမ်းရှောင်းရှိတို့နဲ့ပါ ချိတ်ဆက်တဲ့အပြစ်တွေကိုထောက်ပြလိုက်ပါတယ်။ပြီးတော့ရန်သူနဲ့ပူးပေါင်းပြီးတော့မင်းကြီးကိုလုံးကြံဖို့တိုင်းပြည်ကိုတစ္ဆာပေါတာကခွင်းလို့လို့မရာချောင်းပြောပြီးတားဆုံတရားဥပဒေနဲ့ရဲစမ်းကိုခေါင်းဖြတ်တဖို့အမိန်ပေးလိုက်ပါတော့တယ်။အဲဒါကြောင့်ရဲစမ်းကိုကြားကောင်းဓားဆက်နဲ့တတ်ဖို့ပေါင်လူကြီးမင်းကမိန်ပေးလိုက်တာပါ။အဲဒါမှတော့ရဲစမ်းကိုဆုံးသတ်ပြီးတဲ့အခါမှာမင်းကြီးလည်းရဲစမ်းသူတို့ပေါ်လိန်လာနှစ်30ရှိချောင်းကိုပြောပြနေပါတယ်အခုလို့ရဲစမ်းတည်ဆုံသွားတာဟာသူတို့ရဲ့တားဆုံတရားဥပဒေရသေးတာပဲလို့ပြောလိုက်ပါတယ အာနောင်တားဆုံးမှရှိတဲ့တန်မတ်ရဲလူကြံ့ကတန်တမန်ရေးရောက်ကန့်ကွက်စာပို့ခဲ့မယ်တန်တမန်ရေးရာကချီတန်တန်မတ်ကိုအကြောင်းပြန်ခဲ့လို့အမတ်ချုပ်ဒီဝမ်ကပြောပါတယ်ပြီးတော့အမတ်ချုပ်ဒီဝမ်ကပေါင်လူချင်းမင်းသေးတန်ပေးတာတိုင်းပြည်သစ္စာဖောက်တဲ့ရဲဆမ်းမဲလို့ပြောပြလိုက်ပါတယ်ဒါတော့သေးတန်ပေးခံသူဟာချီတန်မင်းသားကြီးရဲလူဂျုံရှမ်းမဟုတ်တာကြောင့်ချီတန်ဘက်ကဘာမှမပြောကြောင်းအမတ်ချုပ်ဒီဝမ်ကပြောပါတယ်အဲဒါကြောင့်မင်းကြီးလဲချီတန်ကိုစာချဲဖို့အခွင့်အရေးပေးသူလို့ဖြစ်သွားမှာလို့ပြောလိုက်ပါတယ်ပေါင်လူချင်းမင်းကတော့ရဲဆမ်းကိုသူ့လုပ်ရရဲ့ရလတ်ကိုပြန်ပေးတာပဲလို့ရှင်းပြပါတယ် မင်းကြီးကလည်းတပ်ပြင်းချပြီးတော့တိုင်းပြည်ရဲ့ဆောင်းမွေးကြီးရဲ့ထိတ်ဆုံးနှစ်ယောက်ကလည်းခြိတန်းကပဲဖြစ်နေတာကြောင့်သူတို့တားဆုံးမှာအသုံးချလို့ရမယ်ပညာရှင်တွေမရှိတော့လာလားလို့တွေးပူနေပါတယ်။ဒါကြောင့်စစ်သူကြီးတီလည်းသူတို့တားဆုံးမှာလူမရှိတော့တာမဟုတ်ပဲလုံလောက်တဲ့လေးချင်းမှုနဲ့ပြိုးထောင်မှုတွေလိုအပ်နေတာပါလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ရှုံးနေခဲ့တဲ့လက်ဝေးစင်တိုင်းမှာ24ယောက်ကိုစစ်သူကြီးတီကပြန်လည်ဆင့်ခေါ်ခဲ့ပြီးရန်နှဲငယ်အနားယူခိုင်းပြီးတာနဲ့ထူးချွန်တဲ့တိုင်းပြည်ရှင်တွေဖြစ်အောင်လေးချင်းပေးပါမယ်လို့ပြောလိုက်ပါတယ်။အဲဒါမှာတော့မင်းကြီးကိုပေါင်လူကြီးမင်းကလေးမင်းစားပြောပေးနေပါတယ်။ မင်းကြီးကတော့ပေါင်လူချင်းမင်းအောင်ပြောစရာမလိုပဲလင်းရင်းကိုဘရင်ကာကွယ်စစ်သူကြီးဖြစ်နေခန့်အဖို့ဆုံးဖြတ်လိုက်တာကြောင့်လင်းရဲ့ရဲရင်စွာစရေမှုကိုအလကားမဖြစ်စရာဘူးလို့ပြောလိုက်ပါတယ်အဲ့ဒါမှတော့တီထင်အားတငိုတီနဲ့ဝမ်းနဲ့ပူဆွေးနေပါတော့တယ်ဖေဖေးသူအားတီထင်ကိုကျွေးနေရမြင်ပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်တီထင်ကတော့လင်းရင်းသွေးတွေပေးနေတဲ့လှန်ကိုဆက်ပြီးတော့မကြည့်နိုင်တော့ပဲငိုကျွေးနေတာပါအဖေဖေးသူကတော့လင်းကဒီလှန်ကိုတီထင်ကိုလက်ခံစေချင်မှသူယုံကြည်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့စစ်သူကြီးတီကလင်းရဲ့သူ့ကိုပေးခဲ့တဲ့ဂရီစကားကိုမဖြတ်ခဲ့ပဲကိုပိုင်လှန်အောက်မှာတေးခဲ့ရကြောင်းတီထင်ကိုပြောပြလိုက်ပါတယ် ီတရင်ကတော့ရှာကြီးနေငိုကြွေးနေနဲ့စစ်သူကြီးတီလဲလေဝင်ကတီထင်းကိုစိတ်မပြစေခဲ့ကြောင်းကိုရှင်းပြပေးပါတယ်ပြီးတော့လေဝင်ကအရှင်မင်းကြီးကိုကာကွယ်ဖို့အတွက်လှုပ်ခဲတာဖြစ်လို့မင်းကြီးကလည်းလေဝင်ကိုဘရင်ကာကွယ်စစ်သူကြီးဖြစ်နေချီးမြှင့်လိုက်ကြောင်းတီထင်းကိုပြောပြပါတယ်တီထင်းလဲလေဝင်လှံအကျိုးကိုယူပြီးတော့လေဝင်သွေးတွေကိုစိုက်ကြည့်လို့နေပါတယ်ဒီတရင်ကတော့လေဝင်ကသူ့ရင်ထဲမှာအမြဲတမ်းရှင်သန်နေမှာဖြစ်လို့တေဆုံးသွားတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့တီထင်းကအဖေပြေသူကိုကြည့်ပြီးတော့သူဟာစစ်သူကြီးတယောက်ကိုလက်ထပ်ခဲ့တာပဲလို့ပြောနေခဲ့ပါတယ်အားလုံးစစ်သူကြီးတီလဲလေဝင်ဟာစစ်သူကြီးကောင်းတယောက်ဖြစ်တာကြောင့် သူတို့ရဲ့ဒီမျိုးနွယ်ကိုအရှက်ရစေခဲ့တာမရှိဘူးလို့ပြောလိုက်ပါတယ်။ဒိုနယ်ဒီထင်ကတော့လင်းဝင်းလက်နက်ဖြစ်တဲ့လန်ကိုအမြနိုးတယ်ဆောင်ကငိုကြွေးလိုက်ပါတော့တယ်။ဒါမှမဟုတ်တော့အာယူလည်းလင်းဝင်းနဲ့ဒီထင်ကြောင်ဆရာကုန်းဆုံးကိုပြောပြနေတာပါ။အာယူကတော့ဒီလောက်လိုက်ဖက်တဲ့ဘူးစာနောက်ဆုံးမှအဖြစ်ဆုံးနဲ့ကျုံးရတာကိုမယုံနိုင်ဖြစ်နေပါတယ်။ကျန်ကြောင်လည်းလင်းကအချိန်မီသိမြင်သွားတာပဲလို့ပြောပြလိုက်ပါတယ်။ကျန်ကြောင်တော့လင်းဝင်းသားဘရင်ကိုလှုပ်ကြံတဲ့လှုပ်ရှားမှုတွေမှာဆိုရင်ဒီထင်ပို့ပြီးတော့ဝမ်းနဲ့ရလိမ့်မယ်လို့သုံးသပ်နေပါတယ်။အာယူကတော့အခုလည်းလင်းဝင်းသေးသွားတာကြောင့်ဒီထင်တယောက်တည်းကြံခဲ့ရတာက ဘာများကြွားချားသွားလို့လဲလို့မေးလိုက်ပါတယ်။အာယူကတော့သူကြုံလိုက်တိုင်းဒီလိုအဆုံးသက်တွေပဲမလို့နားမလည်နိုင်ဖြစ်နေတာပါ။ဇာကွန်စွာလည်းအဆုံးသက်တွေတူညီအောင်ဒိဗေကတော့မတူညီနိုင်တာကိုဒီနေ့အာယူနားလည်မှာပါလို့ပြောလိုက်ပါတယ်။အာယူကတော့ဒီလိုပူဆွေးရမယ့်ကိစ္စမျိုးကိုတတလုံးနားမလည်ကျင်တော့ပါဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲဒါမှတော့အာယူလည်းဇာကွန်စွာလှုပ်ရှုပ်နေရမြင်ပြီးတော့ရဲဆိုင်မှုအပီးတက်နေရလားလို့မေးလိုက်ပါတယ်။ဇာကွန်စွာတော့ခိုင်ဖုံးကစစ်ဆေးခဲ့တဲ့အမှုတွေအားလုံးရုံတော်ရဲ့ရေရှိမှတ်တမ်းအနေနဲ့ပြန်လည်ပြီးတော့တင်ဆက်ရအောင်ပြောပြလိုက်ပါတယ်။ ဂျန်တော့လည်းအထမမင်းသားကြီးချိန်မီထွက်မလာရေဆန်းအဂျန်စီကိုလွယ်လွယ်ဖော်ထုတ်နိုင်မှာမဟုတ်ဘူးလို့ပြောနေပါတယ်။အာနောင်အိုက်ဦးလည်းနမရှိမင်းသားကြီးကအရင်ကဘရင်ကန်မင်းသားကြီးရဲ့ရှိတုန်းကလောကကြီးတော်တော်ရှိတာလားလို့မေးလိုက်ပါတယ်။ဂျန်တော့လည်းလွန်ခဲ့တဲ့20ကျော်ကကိစ္စကို तू မသိဘူးလို့သာညင်းလိုက်တာပါ။ဇာကွန်ဆိုလည်းမမှီပေမဲ့အထမမင်းသားကြီးအကြောင်းလေးကြားဘူးတာမနေဘူးရှိတယ်လို့ဘဝင်ပြောပါတယ်။ပြီးတော့အထမမင်းသားကြီးကိုရှန်ဝမ်မင်းသားကြီးလို့ခေါ်တာအကြောင်းပဲတော့မဟုတ်ကြောင်းဇာကွန်ဆိုကပြောလိုက်တာကြောင့်အိုက်ဦးလည်းစိတ်ဝင်စားပြီးတော့ပြောပြခိုင်းပါတယ်။ ။ဇာကွန်ဆိုတဲ့လွယ်ပြောပြပြီးတော့တားဆုံးပြီးမှဆိုရင်ငါကအာရမမင်းသားကြီးပဲလို့ရှင်းပြနေပါလေ။အာရမမင်းသားကြီးကအာနာလူတာမရှိတဲ့ပြင်လက်ရှိမင်းကိုတော်ဆေယောကိုပါပန်ပိုးနေတာဟာတမိုင်းမှာတော့တွေ့ရတာဒါမျိုးရှားတယ်လို့ဇာကွန်ဆိုကပြောပြလိုက်ပါလေ။အဲ့နမှာတော့မင်းကြီးနဲ့ဦးတော်ရှိတို့တွေ့ဆုံရင်းနဲ့ရှင်မင်းကြီးလည်းဒီကိစ္စတွေကသာဦးတော်ရှိတောင်းဝန်မခံခဲ့ရင်ခြိတန်းအကျန်စီတွေအောင်မြင်သွားနိုင်တယ်လို့ပြောပါလေ။ဦးတော်ကတော့သူ့လုံးပိုင်ကွင်းနေကြော်သွားနိုင်တာကြောင့်ရှင်မင်းကြီးကိုခွင်းလွှတ်ပေးဖို့ပြောပါလေ။ဒါပေမဲ့မင်းကြီးကတားဆုံတိုင်းမီကကြောင်မျိုးနယ်တိုင်းမီဖြစ်ပြီးတော့ငကိုရဲကဦးတော်ပိုင်ပါတယ်လို့ပြောပါလေ။ ။ဦးရောကတော့ဘင်းကတပားပဲရှိရဖြစ်တဲ့အတွက်နောက်တစ်ခါမှမင်းကြီးဒီလိုမပြောဘူးမှားပါလိမ့်။မင်းကြီးကငယ်စဉ်ကလေးဘွားကလေးကနန်ချင်းဆောင်မှာပဲကြီးပင်းလာခဲ့တာကြောင့်ဂျီအန်ရိုတီကိုလည်းမဲရော်လိုပဲတတ်မှတ်ပြီးတော့ခေါ်ဆိုနေပါလိမ့်။အားလုံးမင်းကြီးကသူ့မဲရော်တီကိုမေးမြန်းနေတဲ့အတွက်ဦးရောရှိလေဒီအပိုင်းဂျီအန်ရိုတီဟာအပြင်သိမ့်မထွက်ကြောင်ပြောပြလိုက်ပါလိမ့်။ဒါမဲ့ဂျီအန်ရိုတီကနန်းတွင်ဝင်ပြီးတော့မင်းကြီးကိုလာကြည့်ခွင့်တောင်းချင်နေကြောင်းကိုပြောလိုက်ပါလိမ့်။မင်းကတော့မေရော်တီကိုပေးမမခံခိုင်းမဲ့သူကိုယ်တိုင်ပဲလာကြည့်ပါမယ်လို့ပြန်ပြောပါတယ်။ဒါမဲ့ဦတော်ရှိကတော့မင်းကြီးရဲ့အဖိုးတန်ခန္ဓာကိုယ်မလှုပ်ရှားစေချင်တာကြောင့် မင်းဒီတရိယာစိတ်ကိုကိုစားပြောပေးပါမယ်လို့ပြောလိုက်ပါတယ်။အဲဒီမှာတော့မတ်ချုပ်ကြီးဝမ်လည်းကိစ္စအလုံးပြီးမှပေါင်လူချင်းမင်းစီလာပြီးတော့တွေ့ပါတယ်။မတ်ချုပ်ကြီးဝမ်ကတော့ပေါင်လူချင်းမင်းကသာအန်ရယ်ကိုမမြင်ခဲ့ပဲရဲစန်းတို့သာအောင်မြင်သွားရင်တော့အစိုးရအတွက်ကပ်ဘေးဒုက္ခကြီးဖြစ်သွားလိမ့်မယ်လို့တွေးနေတာပါ။ပေါင်လူချင်းမင်းကတော့လင်မင်းနဲ့ကြည်လင်ရဲ့နောက်ချောင်းကိုသာသူစောစောစုံစမ်းနိုင်ခဲ့ရင်ဂျင်းနေတို့ကဒီလောက်ထိအန်ရယ်မများနိုင်ဘူးလို့ပြောပါတယ်။မတ်ချုပ်ကြီးဝမ်လည်းဒီခါလောက်ခတ်မှုကြောင့်စစ်မဲ့ရဌာနကိုတေချာစီမံမှဖြစ်မယ်လို့ပြောလိုက်ပါတယ်။ အတော်မတ်ချုပ်ဒီဝန်လည်းစစ်မှတ်ရေးရလက်ထောက်ဝန်ရာထူးအတွက်ရွေးချယ်ရမယ့်သူကိုအတော်လေးစဉ်းစားနေတယ်လို့ပြောလိုက်ပါတယ်။ပေါင်လုံးကြီးမင်းကတော့နန်းတွင်မှာရေးချင်းရှိသူတွေများတာကြောင့်မတ်ချုပ်ဒီဝန်အနေနဲ့တင့်တော်တဲ့သူကိုရွေးချယ်နိုင်ပါလိမ့်မယ်လို့ပြောပါတယ်။မတ်ချုပ်ဒီဝန်ကတော့သူစဉ်းစားထားတဲ့လူချိုးရှိပေမဲ့ဘသူ့ကိုဆေးလို့ရမှမသိဖြစ်နေတယ်လို့ပြောလိုက်တာပါ။ပေါင်လုံးကြီးမင်းကတော့သူမမေးတာတိုင်းပြည်ရေးရမှာမပါဝင်သလိုပါဝင်တာနဲ့ရာထူးလည်းမရှိဒီတိုင်းခိုင်ဖုံးဦးကတရားသူကြီးပါပဲလို့ပြောပါတယ်။ဒါပေမဲ့မတ်ချုပ်ဒီဝန်ကတော့ကိုရေးကိုတာအနေနဲ့ပေါင်လုံးကြီးမင်းရဲ့အကြံကိုတောင်းနေတာကြောင့်အကြံပေးဖို့ပြောပါတယ်။ ဒါပေမဲ့ပေါင်လူကြီးမင်းကတော့သူနဲ့လုံးဝသက်ဆိုင်မှုမရှိတဲ့အတွက်ဒါကိုဝင်မပါဘူးလို့သာပြောနေပါတယ်။အမန်ချော်ဒီဝမ်ကတော့ငင်းဆန်မနေစေချင်ပဲဒါအထမမင်းသားကြီးကိုယ်တိုင်မေးခိုင်းတဲ့အကြံဉာဏ်ပါပဲလို့ပြောလိုက်ပါတယ်။မန်ချော်ဒီဝမ်ကဝင်ကြီးဌာနနဲ့အချိန်ချင်းဆွေးနွေးပြီးစစ်မှန်ကြီးကလက်ထောက်ဝင်အတွက်တင့်တော်တဲ့သူကတော်ဝင်မျိုးနွယ်စီမံရေးအမတ်ကြောက်ရှံမယ်လို့အကြံပေးလိုက်ပါတယ်။ဒါပေမဲ့အထမမင်းသားကြီးကကြောက်ရှံအောင်တိုင်းပြည်ကြီးရတဲ့ဝင်ပါခွင့်မပြုတာကြောင့်ကြောက်ရှံအတော်ဝင်မျိုးနွယ်စီမံရေးအမတ်ပဲပိတ်မိနေကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲတော့မန်ချော်ဒီဝမ်ကဒီကိစ္စအတွက်အထမမင်းသားကြီးစီကို တကူတကသွားခဲ့ပြီးတော့ခွင့်ပြုစေချင်တာကြောင့်တောင်းဆိုခဲ့တယ်လို့ပြောပြပါတယ်။ဒါမဲ့အရဘမေသားကြီးကကြောက်ရှမ်းလုံးတဲ့မလုံးတဲ့ကိုပေါင်လုံးကြီးမင်းစီကိုမေးဖို့လွှဲချလိုက်တဲ့အကြောင်းကိုအမတ်ချုပ်ကြီးဝန်ကပြောပြပါတယ်။အားကြောင့်ပေါင်လုံးကြီးမင်းနဲ့အမတ်ချုပ်ကြီးဝန်ကသူ့ကိုအရဘမေသားကြီးနဲ့သွားတွင်စေချင်တဲ့မန်းကိုတီးသွားခဲ့ပါတယ်။အမတ်ချုပ်ကြီးဝန်ကတော့တိုင်းပြည်အတွက်လူတော်ရွေးချယ်ပေးတာဟာယာရုနေမင်းနဲ့မဆိုင်တာကြောင့်အားလုံးမှာတောင်းအကိုစီရှိတယ်လို့ပြောလိုက်ပါတယ်။ဒါတော့အမတ်ချုပ်ကြီးဝန်ကပေါင်လုံးကြီးမင်းသားအရဘမေသားကြီးကိုနားချပြီးကြောက်ရှမ်းကိုယာရုလက်ခံခိုင်းရင်ဒါလုံးဆောင်မှုကြီးတစ်ခုပဲလို့ပြောပါတော့တယ်။ ပေါင်လူကြီးမင်းကတော့အထမမင်းသားကြီးနဲ့တွေ့ုံပဲတွေ့မယ်ပြောနေရကြောင်းမက်ဆိုဒီဝမ်လည်းပေါင်ချိန်သဘောပါပဲလို့ပြောနေတယ်ရည်နေပါတော့တယ်အန်နမော်တော့ကျင်ရတော့ဒီဟာအထမမင်းသားကြီးစီကနေရှင်မင်းကြီးပြောတဲ့အကြောင်းတွေကြားပြီးတော့သဘောကျနေပါတယ်ကြောက်ရှန့်လေမင်းကြီးကငယ်စဉ်ကတည်းကအမေဖြစ်သူကျင်ရတော့ဒီကိုအယမ်းချစ်တာကြောင်းတခါလေသူတို့ညီကိုတွေတောင်မနာလို့ဖြစ်ရတယ်လို့ပြောလိုက်ပါတယ်ဒါမဲ့မိဖုရားတီကတော့ရှင်မင်းကြီးဟာတနေ့နေ့အလုပ်တွေတလောက်များတဲ့အတွက်အချိန်မရှိပါဘူးလို့ပြန်ပြောပါတယ်အထမမင်းသားကြီးလည်းမင်းကြီးဘယ်လောက်ပဲအလုံများများလိမ္မာတီးတတ်ဖို့တော့မမေ့ကြောင်းပြောလိုက်ပါတယ်အားလုံးအထမမင်းသားကြီးကမိဖုရားတီကိုခေါ်ပြီးတော့ မင်းကြီးစီကိုသွားဖို့ဂရီပေးထားခဲ့တယ်လို့ပြန်ပြောပြလိုက်ပါတယ်။မိဖုရားတီလည်းမင်းကြီးအတွက်အရက်ချိုချက်ပေးနဲ့ယူသွားမှာဖြစ်လို့ကြောက်ရှမ်းအောင်ပါခေါ်လိုက်ပါတယ်။ကြောက်ရှမ်းတော့ညီလာခံချိန်မှာဝေးကနေမြင်ရတာပြင်မင်းကြီးရဲ့စကားပြောဖို့အခွင့်အရေးမရှိခဲ့ပါဘူးလို့ပြောလိုက်ပါတယ်။အားလုံးမိဖုရားတီလည်းငယ်ဘဝကြောင်းပြန်မှတ်မိအောင်သူနဲ့တူကြောက်ရှမ်းအောင်နန်းလုံးကိုခေါ်လိုက်ပါတယ်။အဲ့ချိန်မှာပဲပေါင်လူကြီးမင်းရောက်လာပြီးတော့အထမမင်းသားကြီးကိုတွေ့ခွင့်တောင်းပါတယ်။အဲ့နောက်မှာတော့အထမမင်းသားကြီးလည်းမိဖုရားတီနိုင်ဖို့အတွက်ကြောက်ရှမ်းပူခိုင်းလိုက်ပါတယ်။အဲ့နောက်မှာတော့ပေါင်လူကြီးမင်းရောက်လာပြီးတော့အထမမင်းသားကြီးတီးပီးသားကိစ္စကိုပဲလာဆွေးနွေးတာပါ။ အဲဒါကြောင့်အထမမင်းသားကြီးကတော့ကြောက်စံကိစ္စနဲ့ပတ်သက်ပြီးပေါလုံကြီးမြဲအမြင်ကိုမေးပါလေ။အဲဒါကြောင့်ပေါလုံကြီးမြဲလဲဆောင်းမွဲကြီးမှာခြေတန်တရှောကဆောင်းမွဲတော်မှာပေါ်လာပြီးတော့ကြောက်စံကခင်းနေရာမှာမရှိခဲ့ပေမဲ့ဆောင်းမွဲကြီးမှာပြဿနာရှိနေမှန်းကိုတွေးဆနိုင်တဲ့သူပဲလို့ပြောပါလေ။အဲဒါကြောင့်ပေါလုံကြီးမြဲအထမမင်းသားကြီးကိုပြောခဲ့သလိုပဲကြောက်စံကြီးလေးတဲ့တောင်ကိုထမ်းဆောင်နိုင်မှာကိုအထမမင်းသားကြီးကနန်းတွင်းကိုအကြံမပြုချင်ကြောင်ပြန်ပြီးတော့ပြောပြပါလေ။ဒါတော့လဲပေါလုံကြီးမြဲကအထမမင်းသားကြီးကိုတိုင်းအမတ်စိုးကြီးဝမ်ကိုဆေလွတ်ပြီးတော့သူ့ကိုလာမေးခိုင်းတာကြောင့်ဒါအပေါ်မဖြစ်စေဘူးလားလို့မေးလိုက်ပါလေ။ ဒါမှမဟုတ်အထမမင်းသားကြီးကတော့ပေါလုံကြီးမင်းရဲ့အမြင်ကိုနားထောင်ကြည့်နေတာလို့ပြန်ပြောပါတယ်။ဒါတော့ပေါလုံကြီးမင်းလည်းအမှန်တိုင်းပြောပြပြီးတော့ကြောက်ရွံ့ဆွဲနေတဲ့ဆိုစစ်မဲ့ကြီးကလက်ထောက်ကိုတာဝန်ကိုကောင်းကောင်းတာဝန်ထမ်းဆောင်နိုင်တဲ့အတွက်အထမမင်းသားကြီးအနေနဲ့ပူပန်စရာမလိုကြောင်းကိုပြောပြလိုက်ပါတယ်။အထမမင်းသားကြီးကတော့ပေါလုံကြီးမင်းကိုခေါ်လိုက်တာအရင်ကကြောက်ရွံ့ကိုဘာလို့အကြံမပြုခဲ့လဲဆိုတဲ့အကြောင်းရင်းကိုပြောပြခြင်းလို့ပါ။ပေါလုံကြီးမင်းကတော့အထမမင်းသားကြီးကကြောက်ရွံ့ကိုကာကွယ်ခြင်းလိုပဲလို့ပြောလိုက်တာကြောင့်အထမမင်းသားကြီးလည်းအံ့ဩနေပါတယ်။အဲဒါပေါလုံကြီးမင်းလည်းအုတ်ချုပ်ရာရှိတွေကရန်ကုန်အန်နေများတဲ့အတွက် လူတိုင်းစိတ်မယောင်မနေနိုင်ကြောင်းကိုပြောပြပါတယ်။ဒါပြင်ရှင်မင်းကိုဖော်ပြရတာကလည်းကြားကိုဖော်ပြရသူဖြစ်နေတဲ့အတွက်ကိုကိုကာကွယ်ပေးချိန်မှာကာကွယ်ပေးနိုင်လိမ့်မယ်လို့အထမမင်းသားကြီးကိုပြောပြနေပါတယ်။အားလုံးပေါလုံချင်းများအထမမင်းသားကြီးအနေနဲ့သားတော်ဘောကိုကာကွယ်ပေးဖို့တင်းတင်းဆိုတာကိုမဝေဖန်ရဲပေမဲ့လူတိုင်းကကိုဘေးကင်းဖို့ပဲစဉ်းစားရင်တော့တိုင်းပြည်အကောင်းဆုံးတွေကိုဘယ်သူကတောင်းဝင်မှလဲလို့ပြောလိုက်ပါတော့တယ်။ပြီးတော့ပြည်သူတွေရဲ့ဒုက္ခတွေကိုဘလို့ကယ်တင်မှလဲဆိုတာအထမမင်းသားကြီးကိုကိုယ်တိုင်ပဲဆုံးဖြတ်ခိုင်းစေလိုက်တာပါ။အဲလိုနဲ့အထမမင်းသားကြီးလည်းပေါလုံချင်းများရဲ့စကားကိုလက်ခံပြီးတော့ကြောက်ရွံ့ကိုသွားအခွင့်ပြုလိုက်ပါတော့တယ်။ ဒါမှမဟုတ်အိုက်ဟူစရာအကောင်းဆုံးတဲ့ကြံကြောင်းလို့လဲကျောင်းဆန်းကိုဆစ်မဲ့ကြီးကလက်ထောက်ဝင်လုခိုင်းမဲ့အကြောင်းကိုသိသွားကြပါလိမ့်အိုက်ဟူကတော့ကျောင်းဆန်းလုံမင်းမျိုးမင်းနွယ်ကကောင်းကောင်းလုံးနိုင်ပါမလားလို့တွေးနေရပါဒါတောင်ကြံကြောင်းကမင်းမျိုးမင်းနွယ်တွေအားလုံးဟာဘာမှမတတ်နိုင်တာတော့မဟုတ်ဘူးလို့ပြောလိုက်ပါလိမ့်ပြီးတော့ကျောင်းဆန်းရဲ့ညာနာနဲ့ကားကဒိုင်းမျိုးအုပ်ထိန်နိုင်တယ်လို့မဆိုပေမဲ့တကယ်တော့ညာနာနဲ့ကားကနှစ်ခုလုံးပြည့်စုံတယ်လို့စာကုံးဆိုတာပြောပါလိမ့်ဒါမဲ့အိုက်ဟူကတော့စာကုံးဆိုတဲ့ပို့ပြီးတော့များပြင်သာရှိနိုင်ပါမလားလို့မေးခွန်းထုတ်ပါလိမ့်ဒါမှမဟုတ်လေကြံကြောင်းလောက်တောင်တိုင်းမင်းနာပို့တော်လို့လားလို့အိုက်ဟူကမေးလိုက်တာပါ အဲ့ကတော့ကြောင်းရှမ်းသာအာရမမင်းသားကြီးရဲ့သားတော်မဟုတ်ရင်အလုံးလဲခုလိုကြီးကျူးနေမယ်မတင်ကြောင်းပြောလိုက်ပါလေ။ဇာကွန်ဆိုတော့ကြောင်းရှမ်းတကယ်တော်မတော်ဆိုတာစစ်မဲ့ကြီးကလက်ထောက်ဝန်တာဝန်ထမ်းဆောင်တဲ့အခါမှသာသိရမယ်လို့ရှင်းပြပါလေ။အဲ့တော့မှတော့အာရမမင်းသားကြီးကသားတော်ကြောင်းရှမ်းကိုစစ်မဲ့ကြီးကဌာနကိုသွားခွင့်ပြုလိုက်ပါလေ။အာရမမင်းသားကြီးကတော့ဒါကကြောင်းရှမ်းရဲ့ကိုပိုင်စွမ်းရည်နဲ့နန်းတွင်းရဲ့ရွေးချယ်မှုပဲလို့ရှင်းပြလိုက်ပါလေ။ကြောင်းရှမ်းလည်းအရင်ကအဖေပြည့်သူကသူ့ကိုကိုပိုင်အုပ်ချုပ်ရေးပိုင်းမှာတရားဝင်မပါစေချင်တာကြောင့်တခြားလုံးတော်ဝင်မျိုးနွယ်စီမံရေးကဌာနမှာပဲနေခိုင်းမှာမလားလို့မေးလိုက်ပါလေ။ အထမမင်းသားကြီးကတော့ကြောင်းရှမ်းတိုးတက်ကြီးကိုတားဆီးဖို့သူမှအကြောင်းပြချက်မရှိပါဘူးလို့ပြောပါတယ်။အားကြောင့်စစ်မဲ့ကြီးကဌာနကိုသွားမသွားဆိုတာကိုကိုယ်တိုင်ပဲဆုံးဖြတ်ပါလို့အထမမင်းသားကြီးကပြောပါတယ်။အထမမင်းသားကြီးကကြောင်းရှမ်းသွားမယ်ဆိုတာကိုသိလို့စွမ်းဆောင်ရည်တကယ်ရှိမရှိဆိုတာတေချာအောင်တော့အရင်လောက်ရမယ်လို့ပြောပါတယ်။ကြောင်းရှမ်းတော့ဂရီးတွေပေးနေအောင်အထမမင်းသားကြီးလည်းနန်းတွင်းကအမိန့်ကိုစောင့်နေခိုင်းမှာတော့လေ။ပြီးတော့ဒါဒုက္ခလားဒုက္ခလားဆိုတာကြောင်းရှမ်းဘဝိုင်းမူတည်တယ်လို့ပြောလိုက်တာပါ။အဲ့နောက်မှာတော့မင်းကြီးကကြောင်းရှမ်းကိုစစ်မဲ့ကြီးကလက်ထောက်ဝင်အပ်မယ်ဆိုတာတည်သွားပါတော့လေ။ အမတ်ချုပ်ကြီးဝန်လဲဒုက္ခရိုင်ဝင်ကြီးဌာနနဲ့ဆွေးနွေးပြီးတော့ရလာတယ်ရလာပဲလို့ပြောလိုက်ပါတယ်။အဲတော့မင်းကြီးလဲစစ်မဲကြီးကလက်ထောက်ဝန်ကလက်ထောက်ဆိုပေမဲ့သူဆုံးဖြတ်ပေးနေကြမလို့လို့ပြောပါတယ်။မတ်ချုပ်ကြီးဝန်ကတော့ရှင်မင်းကြီးနန်းတက်လာကလေးကတော်ဝင်မျိုးနယ်တွေကအယောင်ပြဂုံပုတ်ကလွင်ဒါတော်ဝင်မျိုးနယ်ထန်းဆောင်နဲ့အမြင့်ဆုံးယာရူပါပဲလို့ပြောလိုက်ပါတယ်။မင်းကြီးကတော့ကြောက်ဆန်းကသူ့ဆွမ်းနဲ့သူစစ်မဲကြီးကလက်ထောက်ဝန်နေရာကိုရတာပဲလို့ပြောပါတယ်။ဒါတော့မင်းကြီးကတော့ကြောက်ဆန်းအတွက်ဂျင်းတဲ့ပြင်စမ်းကျင်လို့တိတ်မရှိဘူးလို့ပြောလိုက်ပါတယ်။ဒါမဲ့ရှင်မင်းကြီးကအထမမင်းသားကြီးကိုစမ်းကျင်မှုရှိသေးလားလို့မေးပါတယ်။ ။မင်းကြီးလည်းအထမမင်းသားကြီးကခွင့်ပြုလာကြအောင်ရခဲ့တဲ့အခွင့်အရေးဖြစ်လို့ကြောက်ရှံကိုတာဝန်ပေးရလိုက်ပါတယ်။အဲ့နောက်မှာကြောက်ရှံဆင်မဲ့ကြီးကလက်ထောက်ဝင်ကြောက်ရှံဖြစ်အမတ်ချုပ်ကြီးဝမ်စီကိုဂါရဝလာပြုပါတယ်။ဒို့တဲ့မတ်ချုပ်ကြီးဝမ်ကအရင်ဆင်မဲ့ကြီးဝင်ကြီးဖန်ချုံးကလက်အောက်ကိုစောင့်ကြမှုမရှိလို့လဲခံလိုက်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။မတ်ချုပ်ကြီးဝမ်နဲ့ဆင်မဲ့ကြီးကဝင်ကြီးအသေးရောက်မလာသေးခင်ဆင်မဲ့ကြီးဌာနကိုကြောက်ရှံမဲ့တာဝန်ထားပေးဖို့ပြောလိုက်ပါတယ်။ပြီးတော့ဆင်မဲ့ကြီးဌာနအပြောင်းလဲတွေရှိလာကြအောင်အလုံးရမ်းများတဲ့အတွက်လူလူပေးရမလားလို့ကြောက်ရှံကိုမေးပါလေ။အန်နမော်ကကြောက်ရှံနဲ့လူယိုးကိုခေါ်ပြီးတော့သူ့ရဲ့အကြံပေးဖြစ် ်ခန့်အပ်လိုက်ပါတယ်အဲဒါကြောင့်လက်ရှိမှာလက်လွဲယူရမယ့်တာဝန်တွေလှုပ်ဆောင်ခိုင်းထားတယ်လို့ကြောက်ရှန့်ပြောပါတယ်အဲဒါမှာတစ်ခြားကုန်းဆုံးလဲရေဆန်းကချင်းဖုံးကိုအုံချပြီးရွံချဲကိုကြောက်ချတာနေစပြီးတော့ကြားကောင်းထားစနဲ့စီရင်ခန်းတဲ့အထိအကုန်လုံးမတန်းတင်ထားလို့ပြောလိုက်ပါတယ်ပေါလုံကြီးမင်းလဲရေဆန်းကအာနာကိုအုံချပြီးတော့နေဆက်မှာသူ့လူတွေထည့်ပြီးတော့စောင့်ကြည့်နေတဲ့အချက်လက်တွေလိုနေရလို့ပြောလိုက်ပါတယ်ဇာကုံဆုံးလဲအကိစ္စဆင်မဲ့ရေးရရဲ့ဈေးအချက်လက်နဲ့ပတ်သက်နေလို့သူကြီးခွင့်မရခဲ့ဘူးလို့ပြောပါတယ်။အားကြောင့်ပေါလုံကြီးမလဲဆင်မဲ့ရေးရကိုစာပို့ပြီးတော့ဇာကုံဆုံးကိုကူးခွင့်ပေးဖို့တောင်းမိမယ်လို့ပြောလိုက်ပါတယ်။ ဆရာကွန်ဆောင်းလိုင်းကြောက်ရှန့်စစ်မဲ့ရေးရလက်ထောက်ဝန်ယာရူးကိုကောင်းကောင်းထမ်းရနိုင်မှာမလားလို့မေးကြည့်ပါတယ်။ပေါင်ကြီးမလဲကြောက်ရှန့်နန်းတွင်ကပဲရွေးမလားအထမမင်းသားကြီးကပဲခွင့်ပြုမလားဆိုတော့သူလည်းမစွမ်းဆောင်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါနဲ့ပေါင်ကြီးမင်းကကြောက်ရှန့်တာမန်လူမဟုတ်တာကြောင့်စစ်မဲ့ရေးရလက်ထောက်ဝန်ယာရူးကိုထမ်းဆောင်နိုင်မလားဆိုတာကတော့သူရဲ့လုံဆောင်မှုကြည့်ရမှာပဲလို့ပြောပါတယ်။တပတ်မှတော့မိပြားတီဟာနေကင်းအားယူနာကနေထလာပြီးတော့ဘာလို့သူအဲ့လိုကြည့်ညာလဲလို့အထမမင်းသားကြီးကမေးပါတယ်။အဲကြောင့်မိပြားတီကအထမမင်းသားကြီးကိုကြောက်ရှန့်စာစိတ်ပူနေရလားလို့မေးလိုက်ပါတယ်။ အဲ့မှာမိသားကြီးလည်းကြောက်ရွံ့တတရားဆင့်လက်ထောက်ဝင်မင်းဖြစ်သွားပြီမလို့စိတ်ပူစရာမလိုလို့ပြောလိုက်ပါတယ်မိဖုရားတရားတော့အဲ့မှာမိသားကြီးစိတ်ပူတာမှန်ပေမဲ့စိတ်ပူလုံးနေတာပဲလို့ပြောနေပါတယ်ပြီးတော့အဲ့မှာမိသားကြီးကြောက်ရွံ့တဲ့တုံးကဆိုရင်တော့ဘယင်ငယ်မိသားကြီးဖြစ်နေပြီလို့ပြောပြလိုက်တာပါအဲ့မှာမိသားကြီးကတော့ကြောက်ရွံ့ဇွဲရင်ကိုစိတ်ပူတာမဟုတ်ဘူးလို့ပြောတဲ့အတွက်မိဖုရားတီကတော့အချိန်မင်းကြီးနဲ့ကြောက်ရွံ့ကကစားပေါ်ပြီးဖြစ်တာကြောင့်စိတ်ပူစရာမလိုပါဘူးလို့ပြောပါတယ်အဲ့တော့မိဖုရားတီကတော့ကြောက်ရွံ့နေတဲ့မင်းကြီးကိုကောင်းကောင်းဆောင်းဆောင်းနိုင်မယ်ဆိုတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ် မိဖုရားတီလဲနန်းတွင်းဝင်ပြီးတော့ရှေမင်းနဲ့တွေ့ဖို့ပြောထားပြီးသားဖြစ်နေရင်ကြောက်ရှံ့ကိုခေါ်သွားမယ်လို့ပြောပါရီအဲ့ဒါကြောင့်မိဖုရားတီကတော့မင်းကြီးလဲသူ့မျက်နှာနဲ့ကြောက်ရှံ့ကိုမဆောင်ရှောက်ပဲမနေနိုင်လို့ပြောလိုက်ပါရီအဲ့တော့မှတော့မိဖုရားတီလဲသူ့သားအတွက်မင်းကြီးစီသွားဖို့ဆုံးဖြတ်လိုက်ပါရီအဲ့လိုနဲ့မိဖုရားတီလဲမင်းကြီးကိုတွေ့တာနဲ့ဝမ်းသာလို့ငိုပါတော့တယ်မင်းကြီးကကြောက်ရှံ့လို့ညီကိုဝင်းကွဲပြီးမယ်မိဖုရားတီရဲ့မြင်မှာတော့ဒါအရင်နေပါပဲလို့ပြောလိုက်ပါရီမင်းကြီးကလည်းနောက်ဆိုမိဖုရားတီကိုလာကြည့်ပေးမယ်လို့ပြောရင်မိဖုရားတီကတော့ချစ်တဲ့စိတ်နဲ့ပဲသူ့ကိုတစ်ခါလေးတရိယာပေးမယ်ရပါပြီလို့ပြန်ပြောပါရီ အဲ့ဒါမှာတော့မင်းကြီးငငယ်ကကြိုက်တဲ့အရက်ချိုကိုမိဖုရားတီကိုတိုင်လှုပ်လာပေးပြီးတော့ယူလာပါတယ်။မင်းကြီးကတော့သူ့မိသားစုဝင်တွေကိုတွေးလိုက်ရတာကကလေးဘွားအမတ်တရားတွေကိုပြန်ပြီးတော့မြင်အောင်လိုက်ရတယ်လို့ပဲခံစားနေရတာပါ။အဲ့တော့မိဖုရားတီလည်းမင်းကြီးကိုကြောက်ရှက်အောင်စောင့်ရှောက်ပေးဖို့မှာပါတယ်။မင်းကြီးကလည်းသူတို့ကအရှင်နဲ့အမှုတန်းဆိုပေမဲ့စိတ်ထဲမှာတော့အမြဲတမ်းအကိုပါပဲလို့ပြောနေပါတယ်။အဲ့ဒါမှာတော့ညီလာခံမှာမင်းကြီးနောက်မကျစုနောက်ကျတာကြောင့်အမတ်တွေလည်းစိတ်ပူနေကြပါတယ်။ဒုံနဲ့ကောကုန်းကုန်းရောက်လာပြီးတော့မင်းကြီးညီလာခံမှာတက်ရောက်ဖြစ်တဲ့အတွက်အမတ်တွေကိုအိမ်ပြန်ခိုင်းလိုက်ပါတော့တယ်။ ဲနောက်မတ်ချိုဒီဝမ်လည်းဒီကိစ္စကိုစိတ်ပူပြီးတော့ပေါလွန်ကြီးမင်းစီကိုရောက်လာခဲ့ပြန်ပါလိမ့်မတ်ချိုဒီဝမ်ကတော့ကောကုံကုံပြောသလိုမင်းကြီးကျမ်းမာရေးမကောင်းတာကိုမယုံနိုင်ပဲစဉ်းစားနေတာပါမင်းကြီးကအသက်73နှစ်ဝယ်မှာနန်းတက်ကလေးကကျင်းလွန်နန်းဆောင်သွားခွင့်ရှိတဲ့အတွက်နေသိမ့်မကောင်းရင်တော့ညီလာခံကိုလွတ်အောင်မလုံဖူးကြောင်းမတ်ချိုဒီဝမ်ကပြောပြပါလိမ့်အဲနောက်မတ်ချိုဒီဝမ်ကတော့ဒီလိုနေမကောင်းတာဟာနောက်ကွယ်မှာအကြောင်းပြချက်ကောင်းကောင်းတစ်ခုရှိနေနိုင်တယ်လို့တန်တရားဝင်နေတာပါဒါတော့မက်ချိုဒီဝမ်ကတော့မင်းကြီးနေမကောင်းတဲ့အကြောင်းပြချက်ကမယိုးရှိမှုလို့ပေါလွန်ကြီးမင်းကိုပြောပြလိုက်ပါတော့တယ် ဒါဆိုရင်တော့ညီလာခံကိုမလို့အောင်ကျင်းပလာတဲ့မင်းကြီးတယောက်ကိုတကာမှညီလာခံစပြီးတော့ပြက်ကွက်တာကြောင့်အရိဘော်တန်တရားဝင်နေတဲ့ပုံမှာဘာတွေဆက်ဖြစ်လာအောင်လဲဆိုတာနောက်တစ်ပိုင်းမှာရှုစားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှလည်းပြည်သူတရားရှင်ပေါင်းချင်းပိုင်းဆက်များဆက်ပြီးတော့ရှိနေမှာဖြစ်ပါတယ် အားအားကြောင့် channel ကို subscribe လုပ်ပြီးနောက်ခေါင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့ပြောရင်လည်းဒီနေ့မှာအစားဆုံး live ပါကြည့်ကြအားပေးအချိန်မေးတာဘောရာတို့အားလုံးကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာမကောင်းတာလုပ်တဲ့ကောင်းတွေမှန်သမျှမိုးနှမင်းဒဏ်ခတ်ပါစေဗျာကျွန်တော်အန်ခင်မှုပါ